ဒီတစ်ခါဗီဒီယိုမှာတော့ကျွန်တော်တို့ global version နဲ့မှာစက်သသိန်းဝင်ချင်မှာရုံသုံးကြောင်းတို့အတွက်တော်တော်လေးမှရွေးချယ်လို့ကောင်းပြီးတော့သုံးလို့အဆင်ပြေတဲ့ tablet လေးလုံးကြောင်းပြောပြပေးမယ်။အဲ့ဒါတော့အခုကျွန်တော်ခြင်ထားတဲ့ Redmi ရဲ့ Redmi Pad Pro ။အဒီ tablet ကိုကျွန်တော်သုံးတာတော့တော်တော်ကြာနေပြီပေါ့နော်။ရုံးမှဆိုရင်ဒီ tablet နဲ့ပဲအလုပ်တော်တော်များများအောင်လုပ်တယ်။ research လုပ်ဖို့ကျွန်တော် website တွေဝင်ကြည့်တာစလို့ content ရေးတဲ့အထိဒီ tablet မှာပဲလုပ်တယ်။အဲ့တော့ဒီတစ်ခါဗီဒီယိုက review video ထပ်စာရင်ဒီ tablet ကိုကျွန်တော်သုံးနေတဲ့ခါလာအတွင်းမှာခံစားရတဲ့ user experience ကို sharing လုပ်မဲ့ view ပဲဖြစ်ပါတယ်အဲ့တော့ကြည့်လိုက်အောင်အပထမဆုံးဒီဇိုင်းဘက်ကနေတွားလိုက်အောင်ဒီဇိုင်းဘက်မှာဆိုရင်တော့ဒီ tablet ကအခြား tablet တွေတက်စာရင်နည်းနည်းလေးထူးကြတယ်။အဘယ်နေရာထူးကြရလဲဆိုတော့သူ့ရဲ့ camera bank ပေါ့နော်။အခြား tablet တွေက camera bank ကိုတစ်ခုတည်းထားထားတာပဲများတယ်ပေါ့နော်။ပြီးကြတော့၄တောင်ပုံစံလေးလောက်ထားတယ်။ ဒီကောက်မှာတော့အဲ့လိုမဟုတ်ဘူးကင်မရာဘန်းကိုအဝိုင်းပုံစံနှစ်ခုလေးကိုမှဒေါင်လိုက်လေးစီပေးထားတယ်။အဲ့တော့သူ့ရဲ့ဒီဇိုင်းက unique ဖြစ်တယ်ဆိုတဲ့ဘက်ကိုသွားတယ်။အလင်းချင်းကလည်း918 gram နဲ့အထူနေရ7.7 mm ဆိုတော့ ဒီ double ကတပ်ပလက်အနေနဲ့ကြည့်မယ်ဆိုရင်ပေါပေါပါပါဖြစ်တယ်ဆိုရယ်ဘက်ထဲမှာတော့ပါသေးတယ်။အဲနောက်ပြီးတော့ဒီ double မှာ3.5 mm half phone jack လည်းပါတယ်။ဒီ3.5 mm half phone jack ကကျွန်တော်တော်တော်အသုံးပြတဲ့နေရာမှာပါတယ်ပေါ့နော်။ဥပမာကျွန်တော်အားသွင်းနေနေ3.5 mm half phone jack ကိုတက်ပြီးတော့ video ကြည့်တာတွေတော်တော်များများအခြေအနေမှာလုပ်ဖြစ်တယ်။အဲ့တော့3.5 mm half phone jack ပါတာကိုကျွန်တော်တော်တော်လေးကြိုက်ပါတယ်။ကျွန်တော်တို့အရင်အသုံးဝင်လို့ပါ။အဲ့တော့ base quality အကြောင်းပြောလိုက်အောင် ဘေးခွက်လက်တီမှာဆိုရင်တော့ဒီတက်ပလက်ကကျွန်တော်တို့ full metal body ကိုတုံးထားပြီးတော့တောင်းတောင်းတင်းတင်းရှိတယ်ကျွန်တော်ကိုင်နေတဲ့အတော်အတွင်းမှာလည်းဒီတက်ပလက်ကိုဘေးခွက်လက်တီနဲ့ပတ်သက်ပြီးတော့ဘာမှအားမရဘူးဆိုတဲ့အချက်တစ်ချက်မှမရှိဘူးအဲ့တော့ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ display ဘန်ကိုတွန်းလိုက်အောင် display ဘန်မှာတော့12.1 inches IPS LCD 120Hz ကိုတုံးထားပြီးတယ် Gen HDR template Dolby Vision ဒါတွေကိုလည်း support ပေးတယ်ပေါ့နော် resolution အနေနဲ့ကတော့ 2.5K resolution နဲ့လာတယ်။ pre-brightness ကတော့ 6nit ဆိုတော့ tablet လုံးမှာလုံလောက်ပါတယ်။ display နဲ့ပတ်သက်ပြီးတော့နောက်ထပ်ကြိုက်တဲ့အချက်ကတော့သူ့ရဲ့ display ဘေးပေါင်တွေက tablet လုံးနေနဲ့ဆိုရင်ပါတဲ့နေရာမှာပါတယ်။အဲ့တော့ကျွန်တော်က tablet ကိုကြည့်တဲ့အချိန်မှာဘောင်းအထူးကြီးဖြစ်နေပြီးတော့ဟိုကြည့်လို့မကောင်းဆိုတဲ့ခံစားချက်ကဒီ tablet မှာမရဘူး။နောက်တစ်ခုကဒီ tablet ရဲ့ subscribe site ကကြီးတာဖြစ်တဲ့အတွက်ကြောင့် multitasking နဲ့သုံးမယ်ဆိုရင်တော်တော်လေးမှအဆင်ပြေတယ်။ ဥပမာကျွန်တော်ကဘယ်ဘက်ချမ်းမှာ research လုပ်ဖို့ website တစ်ခုဖွင့်ထားပြီးတော့ညာဘက်ချမ်းမှာ content ရေးမယ်ဆိုရင်လည်းဒီ website ကိုတော့ကျွန်တော် content ကိုတော့ကောင်းကောင်းမမြင်ရတယ်ဒီ check ကတော့ကျွန်တော်အတွက်ဆိုရင်အရန်အသုံးဝင်တယ်ပေါ့နော်နောက်ပြီးတော့ဒီ Redmi Pad Pro ကသူ့ရဲ့ official accessory ဖြစ်တဲ့ stylus pen တို့ keyboard တို့ဒါတွေနဲ့တွဲသုံးလို့ရပါဘောနော်အ Redmi ရဲ့ရှေ့ကထွက်ခဲ့တဲ့ Redmi Pad တွေမှာဒီလိုတွဲသုံးလို့မရဘူးအခုဒီမှာတော့သုံးလို့ရပါပြီအဲကိုက official အဲ့လို accessory တွေက အရန်စေးကြည့်လို့တပ်ပါတီ ကီးဘုတ်တို့မောက်တို့နဲ့တွဲတော့မယ်ဆိုရင်လည်းအဆင်ပြေတယ်။ဘာမှစိတ်ပူကြမလို့။ဒီ Redmi Pad Pro က RAM အနေနဲ့ 8GB storage အနေနဲ့ 256GB နဲ့လာတယ်။ကိုက storage 256ကိုမလာဘူးဆိုရင်လည်းသူ့မှာထပ်ပြီးတော့ SD ကထပ်ထည့်လို့ရတယ်။အာ SIM ကတော့ထည့်လို့မရဘူးပေါ့။သူက Wi-Fi only နဲ့ပဲလာတာ။ RAM 8GB ကတော့ tablet လုံးလွဲဆိုရင်တော့လုံလောက်တဲ့အထက်မှာပါတယ်။အဲ့တော့ performance pack ကိုလှည့်လိုက်အောင် သူရှိမှာတုံးထားပြီး SOC ရ Snapdragon 7S Gen 2ကိုတုံးထားပြီးတယ်ဒီ SOC ရဲ့ performance ကကျွန်တော်တာမန်ရုံးသုံးကြောင်းသုံးအပေါ်မှာပြောလို့ multi tasking လုပ်တာတွေမှာထက်တာလက်တာတွေမခံစားရဘူးဂိမ်းဆော့တဲ့နေရာမှာလည်း OK တယ်ဆိုတဲ့အနေထားကိုပေးတယ် tablet ကိုကျွန်တော်တနေကုန်နီးနီးသုံးနေတဲ့အချိန်မှာလည်းအရင်ကြီးပူလာတယ်လို့မခံစားရဘူး performance ပိုင်းနဲ့ပတ်သက်ပြီးတော့ဒီ tablet ကလည်းကျွန်တော်တွက်ဆိုရင်လုံလောက်တယ်ဆိုတဲ့အနေထားတွေမှာရှိတယ်ကင်မရာဘိုင်းကိုဆက်ရမယ်ဆိုရင်တော့သူက tablet လုံးဖြစ်တဲ့အတွက်ကြောင့်ကင်မရာကတော့ ရိုက်လို့ရတဲ့အနေအထားမျိုးပါရှိတယ်။သူရှိမှာတုံးထားပေးတဲ့ camera specification က8 megapixel main camera နဲ့ selfie camera ကလည်း8 megapixel ကိုပဲတုံးထားပေးတယ်။ပုံထွက် quality တွေကတော့ရိုးတန်း zoom in တင်တက်တာနဲ့ document တွေ scan ဖတ်တာတွေကတော့ကောင်းကောင်းမွန်မွန်တုံးလို့ရတယ်။နောက်ပြီးတော့ camera နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြိုက်တဲ့ချက်ကသူ့ရဲ့ selfie camera ကိုကျွန်တော်တို့ double ရဲ့အလဲလေးမှာထားပေးတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ landscape mode မှာကျွန်တော် zoom in တင်တက်မယ်ဆိုရင် ီကောင်လေးကတော်တော်လေးကောင်းတယ်ပုံမှန်အပေါ်မှာထားထားတဲ့ကင်မရာတွေဆိုရင်တိတ်အဆင်မပြေဘူးเนาะဒီမှာတော့အဆင်ပြေတယ်ဘက်ထရီနည်းနည်းကလည်း1000 mAh မှ 33W fast charge နဲ့လာတယ်ဒီတက်ဘလက်ကတော်တော်အားခံနေတယ်မှာပါတယ်ပေါ့เนาะကျွန်တော်အားတရာအပြည့်ကိုကျွန်တော်အလုပ်လုပ်တဲ့9နာရီနဲ့9နာရီအတွင်းအလုပ်လုပ်ပြီးတော့ကျွန်တော်9နာရီထုံးအိမ်ပြန်မယ်ဆိုရင် at least 20 30%လောက်တော့ကောင်းကောင်းမွန်ကျန်တယ်အားပြန်သွင်းဖို့ကိုလည်း0 to 100ကို33 W နဲ့ဆိုတော့ နှစ်နာရီကျော်လောက်တော့တွင်းရတယ်ဗောနော်အရင်ကြီးညံတဲ့အနေထားပါတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တတ်တော့လုံလောက်တယ်အဲ့တော့ဒီဗီဒီယိုလေးอ่ะကျွန်တော်ဒီ Redmi Pad Pro ကိုကျွန်တော်စမ်းသုံးနေတဲ့ကာလအတွင်းမှာခံစားရတဲ့ user experience လေးကို sharing လုပ်ပေးသွားတာတနည်းအားဖြင့် Redmi Pad Pro long term review ဗောအဲ့တော့ဒီ tablet လေးอ่ะ software site ခက်ကြီးကြီးကိုမှရုံသုံးចောင်းတုံးအတွက်ကောင်းကောင်းမွန်မွန်သုံးခြင်းနဲ့အတူရဲ့ official accessory တွေနဲ့လည်းတွဲသုံးခြင်းနဲ့ အားလည်းတက်ပလက်လုံးမှာတော်တော်လေးခံကျင်နေ China version ကိုလည်းမသုံးဘူးမြန်မာနိုင်ငံကို official ဝင်တဲ့ brand ကိုပဲသုံးကျင်နေဆိုရင်တော့ဒီစည်းတမ်းဝင်ကျင်မှာရွေးချယ်တင်တဲ့တက်ပလက်လေးတစ်လုံးလို့ပြောရနေပဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အောက်ခတ်ပါ Yangon Mobile Store